မင်္ဂလာပါရှင်ဆွစ်ဇာလန်နိုင်ငံယွန်ဖရော့ရီဂျင်လေးကို2024ဩဂတ်စ်လလုံးကသွားခဲ့ကြပါတယ် Good morning ပါဒီနေ့70 August 2024ကျွန်တော်တို့ Interlaken East Station မှာရောက်နေပါပြီဒီ map ကတော့ယွန်ယွန်ဖရော့ရီဂျင်ရဲ့ overall map ပါကျွန်တော်တို့ရောက်နေတာကတော့ဒီ Interlaken East Station မှာကျွန်တော်ဒီကနေကျွန်တော်ရထားနဲ့ဒီမှတ်တင်သွားမယ် ဒီကြောက်လျှောက်သွားပြီးကျွန်တော်ဒီကနေပြီးတော့ Green the Wall ကိုသွားပါမယ်။ဒီ Green the Wall ကနေပြီးတော့ Aiga Aiga Fletcher ဒီ Kiwi ကနေကျွန်တော်တို့ဒီ Aiga Aiga Fletcher ဒီကိုကျွန်တော်တို့သွားပါမယ်။ဒီဥစ္စာက Deep Stretch က minute 20ကြာပါလေ။ပြီးရင်ကျွန်တော်တို့ဒီမှာ Mountain Railway နဲ့ Aiga Fletcher နေပြီးတော့ Young Frog ကိုသွားပါမယ်။ Young Frog ကတော့ Top of the Europe ပါ။အမြင့်ပေ3454မီတာရှိပါတယ်ပြီးတော့တောင်းကြောင်မြင်ပါတယ်။ အပြန်ရရင်တော့ကျွန်တော်တို့ဒီလိုပြန်လာပြီးတော့ climbing shield ကိုကျွန်တော်တို့သွားပါမယ်။ climbing shield ကမှကျွန်တော်တို့တခါရထားနဲ့ကျွန်တော်ဒီဘက်ကိုပြန်ဆင်းပါမယ်။ပြီးတော့ wagon wagon ကနေပြီးတော့ lot of brand ကိုရထားစီးပါမယ်။အဲဒီ stretch of the အဲမီယတာကတော့အရန်လာတယ်ပြောပါမယ်။အဲကျွန်တော်တို့မြင်ရလားဒီဒီ lot of brand in valley ဆိုတာကဒီတောင်ကြီးကခုကြားထဲမှာရှိပါတယ်။အဲလက်ဆင်ကြရင်တော့ကျွန်တော်တို့က East Station ကနေပြီးတော့ကျွန်တော် Lotta Brandon ကိုသွားမယ်။ Lotta Brandon Station ကနေပြီးတော့ Group Group Chat ကိုကျွန်တော်တို့ပေါ်က Ethan Nicola နဲ့တက်မယ်။ပြီးရင်နောက်ထပ်ရထားနဲ့ကျွန်တော်တို့ Murin ကိုသွားပါမယ်။ Murin ကမှတစ်ခါနောက်ထပ် Cable Car နဲ့ပေါ်ကရှေးသုံးဆိုရဲ James Bond အဟာမဂျက်စတီဆာဗစ်ပေါ်တော့ရိုက်တဲ့နေရာဂျင်းသွင်းနေရာကိုကျွန်တော်သွားပါမယ်။ဒါပေမဲ့ဒီမှာအရှေ့သွင်းနေရာကိုပြောင်းထားပါဦး။ Interlaken ရဲ့ဥစ္စာကတော့သူကဒီမြို့လေးနှစ်ခုကဒီ ဒီကံကုကြားထဲမှာရှိပါတယ်။အဲဒီဘက်ကအနောက်ဘက်ကရှိတဲ့ကံကိုတော့သုံးလို့သုံးလို့ခေါ်ပါတယ်။တန်နတီဆိုခေါ်ပြီးတော့ဒီအရှိဘက်ကံကိုတော့ဒါကလိဘရီယန်ဆိုခေါ်ပါတယ်။ကျွန်တော်ဒီကနေပတ်စကားစီးရင် is the wall ဆိုတော့ရောက်ပါတယ်။ဒါကတော့ကျွန်တော်တို့ client ပိုကြီးစံနေတာတီးတယ်။ဒီရာဒီမှာရှိပါတယ်။ ဒီယွန်ဖရော့ရီဂျန်မှာဂလီစီယာကတ်မောင်တန်စရီဗယ်လီစရီလေးခ်စရီနဲ့ဗီနီယာချီချီဘရက်တေကင်းပနိုရာမစ်ဗျူးစ်တွေကိုတွေ့ရမယ်အရန်ကိုလှပတဲ့နေရာတစ်ခုပါဒါကြောင့်မို့လို့လဲနာမည်ကြီးကိုရီးယားစကားတွဲ crash landing on you cloya ဒီနေရာမှာရိုက်ခဲ့တာဖြစ်ပါလိမ့်မယ်ကျမတို့က intelligent မျိုးလေးမှာတည်ပြီးတော့ခကြီးအနှံ့ကိုယထာရီ cable car တွေနဲ့ရှောက်သွားခဲ့ကြပါတယ် ဆွစ်ဇာလန်နိုင်ငံရဲ့ public transport system တခုလုံးကအချိန်အရန်တိကျလုံးလို့ခရီးသွားရတာအရန်ကိုအဆင်ပြေပါတယ် Interlaken Ostation ကနေ Grindelwald Terminal အထိကိုနိုင်ဝဲကြာလောက်ရထားစီးရပါတယ်။ Grindelwald မြို့ကလေးကရထားစတေရှင်၃ခုရှိပါတယ်။အဲ့တော့ကျမတို့စီးမယ် Iger Express Cable Car က Grindelwald Terminal ဆိုတဲ့စတေရှင်ကနေပြီးတော့ထွက်တာပါ။ Aika Express ပေါ်ရောက်ပါပြီ2020ခုနှစ်ကမှဖွင့်လှစ်ခဲ့တဲ့ State of the Art Cable Car ပါ Grindelwald ကနေပြီးတော့ Aika Fletcher Glacier Station အထိကို15မိနစ်ကျော်ကျော်လောက်ပဲကြာပါတယ်အမြင့်ပေ9000ပေါ်ကိုတက်သွားတာတော်တော်များပါတယ်မြင်ကွင်းကျယ်မှန်ကြီးတွေကနေပြီးတော့တွေ့ရတယ်ဟိုအောက်က Grindelwald Valley နဲ့ဘီနာတောင်ပတ်ပတ်လေရတော့တကယ်ကို incredible view တွေပါပဲ Grindelwald ကနေ Iger Fletcher အထိကိုယထာနဲ့စီးပြီးလာလို့ရပါတယ် Clyde Sheldon မှာယထာပြောင်းပြီးတော့လာရပါတယ် DEGA Express ပေါ်လာတော့ရထားစီးတဲ့ journey time တဲ့တဲ့အချိန်49မိနစ်လောက်ပိုပြီးတော့တက်တာပြီးတော့ဆောရောက်ပါတယ်တဲ့။ Soundwin November ကနေ Masla လောက်မှာ Yonfro region တစ်ခုလုံးကနင်းတွင်နဲ့ဖုံးနေလို့နင်းလျှောစီးတဲ့လူတွေနဲ့ရန်ကိုစီကားတဲ့နေရာပါ။ ဟိုအဝေးကြီးမှာတော့ခုနကပြောခဲ့တဲ့ယထာလန်းကိုလှမ်းမြင်နေရပါတယ်တောင်ပေးမှာပတ်ပြီးတော့ဖောက်ထားတယ်ဒီယထာလန်းကနေပြီးတော့ကြည့်တဲ့ view ကလည်းတော်တော်ကိုလှတယ်လို့ပြောပါတယ်တောင်ပေါ်အမြင့်ကိုတဖြည်းဖြည်းတက်လာတာနဲ့အမြာတိမ်ဒီတော်မှကိုအောက်ကိုရောက်လာပါပြီဒီခရီးကိုလာမယ်ဆိုရင်တော့မနေ့စောစောကိုစားထွက်တာအကောင်းဆုံးပါပဲတဲ့ မနေ့ဆိုရင်ကောင်းငင်ကပူချီလင်းပြီးတော့နေ့လေဆိုလို့ရှိရင်အမြူရင်းနဲ့ပူပြီးတော့တဲ့ဆိုင်းနေတတ်ပါတယ်တဲ့အက်ဂါတောင်ပေါ်ကအက်ဂါဖလက်ချာလီစီယာရေလဝေးစတေရှင်ကိုရောက်ပါပြီယွန်ဖရောယောက်ကိုသွားမယ့်ယထာကိုဒီကနေစစီရပါမယ် ဒီ Jungfrau Railway ဟာ Iconic Monch ဟိုကျောက်တောင်ကြီးတွေရဲ့အထက်တရနေပြီးတော့ tunnel တွေနဲ့ဖောက်ပြီးတော့ဆောက်လုပ်ထားတဲ့ Europe ရဲ့အမြင့်ဆုံး railway ဖြစ်ပါတယ်1896ခုနှစ်ကနေစဖောက်ခဲ့ပြီး1912မှာစဖွင့်နိုင်ခဲ့ပါတယ် tunnel ဒီနေ့ကြီးပဲ26မိနစ်ကြာသွားတယ်ဒီခရီးမှာ ice mill station မှာတော့9မိနစ်ရပ်ပြီးပါတယ် အဲ့ဒီ station က view point ကနေပြီးတော့ Ismia Glacier ကိုအရန်ကိုနီးနီးကပ်ကပ်မြင်ခဲ့ရပါတယ်။တကယ်ကိုရင်သားရှုမောပွဲရေခဲမြစ်ပြင်ကြီးပါ။ကျမတို့ရဲ့အဓိက destination Yonfroy Yacht ကိုရောက်ပါပြီ။ Europe ရဲ့အမြင့်ဆုံး railway station မို့လို့ top of the Europe လို့တင်စားပြီးခေါ်ပေါ်ထားတာပါ။ တင်းလေးဖြင့်အမြင့်မီတာ3400ကျော်မြင့်ပါれ Top of the Europe Discovery Tour ကိုစပြီးတော့ကြည့်ကြပါပြီ station နဲ့ဆိုင်နေရနေထွက်ပြီးတော့သူ့ရဲ့လမ်းကြားလေးအတိုင်းဆက်ပြီးတော့ဝင်သွားလိုက်ရင်360 degree cinema ကိုစပြီးတော့တွေ့ပါမယ်။ဘေးပပလေးက Alps တောင်တန်းတွေနဲ့ Glacier တွေကို ရိုက်ပြထားတာပါ။ ဒီဘေးကဓာတ်လေကားနဲ့တက်လိုက်ရင် Sphinx Panoramic Terrace ကိုရောက်ပါမယ်။ဒီအပေါ်က Sphinx Observatory ဘာရော International Research Station ရှိပါတယ်။ဒီ Terrace ကတော့ Jungfrau Yacht ရဲ့အမြင့်ဆုံးနေရာဆိုတဲ့အခါကျတော့ဘေးနားမှာရှိတဲ့နှင်းတောင်ကြီးတွေကိုမျက်စိတဆုံမြင်ရပါတယ်။ရသည်ဥဒ္ဒတာယာယင်ဂျာမနီနဲ့ပြင်သစ်ကတောင်ကြီးကိုတော့မှမြင်ရနိုင်ပါသေးတယ်တဲ့ ဒီတောင်ပေါ်မှာ average temperature က -7.9 degree centigrade ရှိပါတယ်တဲ့အခုကနှွေးဆိုတော့နည်းနည်းသက်သာတာပေါ့နော် crash landing on you cloy zalang ကိုလည်းဒီမှာရိုက်ခဲ့လို့သူ့ရဲ့ location site ကိုလည်းအမှတ်တရ site book လေးတွေပြထားပါတယ်ဒီ terrace ရဲ့ဘီပပလေးပပီတော့ကြည်လို့ရအောင်လို့ရှောက်လန်းလေးလုပ်ပေးထားပါရယ် ိုးအဝေးမှာလူတွေသွားနေတဲ့ဂလီစီယာပလက်တိုကိုတော့ကျမတို့ခဏနေရင်သွားကြပါမယ်စဖင့်စ်တဲရစ်ကနေပြန်ဆင်းပြီးတော့အပြင်ကိုထွက်လိုက်ရင်အလက်ရှ်ဂလီစီယာဘုံကိုရောက်ပါတယ်။ Longest Glacier in the Alps ပြီးတော့ UNESCO World Heritage Site ဖြစ်ပါတယ်။ ဒီအပေါ်မှာ snow fun park ဆိုပြီးတော့ sledging skiing snowboarding zip line ရှိဖို့လုပ်ပေးထားပေမဲ့လေကျမတို့ရောက်နေတဲ့အချိန်မှာတော့ဒီ snow fun park ကမဖွင့်ပါဘူး။နွေရာသီဆိုပေမဲ့လေ glacier ပေါ်ရောက်နေတော့တော်တော်တော့အေးပါလေ။ glacier ပေါ်မှာလမ်းလျှောက်ရတာလေချောတော့ချုံမလဲအောင်လို့တော်တော်ဂရုစိုက်ရပါတယ်။ winter boots ရဲ့ jacket တွေနဲ့ဆိုရင်တော့လေတခြားလူတွေလိုဟိုးအဝေးကိုရှောက်နိုင်မှာပါအထက်က alpine sensation ဆိုတဲ့နေရာမှာတော့ဒီ yonfrog region ရဲ့ tourism တွေအကြောင်းရင်းရှိရှိတုန်းကဒီ yonfrog railway ကိုဘလို့ဖောက်ခဲ့တယ်ဆိုတဲ့ဟာတွေကိုဗဟုသုတအနေနဲ့ပြသထားပါတယ်ဒီအလုံးမှာတော့ ice palace ကိုရောက်ပါပြီ ရေခဲကူတွေနဲ့ရေခဲတန်နယ်တွေမှာရေခဲနဲ့ထုလုပ်ထားတဲ့ဗပူးရုပ်ထုတွေအများကြီးတွေ့ရပါတယ်။ရေခဲလမ်းကလည်းတော်တော်ချောတော့အရန်ခုတတိထားပြီးသွားရပါတယ်။ဒီရအထွက်မှာတော့နောက်ထပ် lift တစ်ခုနဲ့ glacier plateau ကိုသွားကြပါပြီ။ဒီ plateau ပေါ်မှာလမ်းလျှောက်တဲ့ပုံရိုက်ကြပြီးတော့ကျမတို့ပြန်လာခဲ့ကြပါတယ်။ ပြန်မာတော့ Icon Fletcher နဲ့ Clinic Shady ကိုရထားလေးနဲ့ဆင်လာခဲ့ကြပါတယ်။ Clinic Shady ကဒီ region မှာတော့အလှဆုံးနေရာလေးလို့ပြောပါတယ်။ဒီနေရာနေပြီးတော့ Jungfrau ရို့ Icon ရို့နဲ့အပါဝင် တောင်တွေအများကြီးကိုလည်းမြင်ရပါတယ်။အရန်လည်းတာရပါတယ်။ ဆောင်းတွင်နှင်းတွင်ဖုံးနေတဲ့အချိန်မှာလေအဲစကီလာစီးတဲ့လူတွေနဲ့စီကားသလိုတွင်မှာလေ walking နေ hiking trail တွေနဲ့လူတွေအများကြီးလာကြပါတယ်ဒီနားမှာ paragliding တွေလည်းလုပ်ပါတယ်ကျမတို့စီလာရဲ့ယထာပြန်တက်သွားပါပြီ Grindelwald ဓမ္မမဟုတ် Lotte Brennan ကနေပြီးတော့ယထာနဲ့တက်လာတဲ့လူတွေကဒီနေရာကနေတဆင်းဒီယထာလေးနဲ့ Aika Fletcher ကိုတက်ကြရတာပါ ကျမတို့ဒီနေရာကိုစပြီးတော့တည်ခဲ့တာကတော့ Cloisalan တွင်းထဲမှာယွန်းစရီနဲ့ဘူကြီးကဒီတောင်ကုန်းလေးပေါ်ကနေပြီးရခါကျတော့ paragliding နေဆင်းလာတဲ့ဟာဘူးပေါ့နော်။သူကငေးပြီးတော့ကြည်နေတဲ့အခန်းမှာစပြီးတော့တည်ခဲ့ရပါတယ်။ဒီနားမှာ walking trail တွေလည်းအများကြီးရှိတော့ဟိုနောက်တစ်ခေါက်လာပြီးတော့ဒီနားပတ်ပတ်လေးမှာလမ်းလျှောက်ချင်ပါသေးတယ်။ ကျမတို့ client site ကနေ lot of branding ကိုရထားစီးစင်လာခဲ့ကြပါတယ်။ဒီခရီးက52မိနစ်ကြာပါတယ်။လန်ခရီးမှာ Swiss style လေခလောက်ကြီးတွေနဲ့နွားတွေကိုလည်းအများကြီးတွေ့ခဲ့ရပါတယ်။တောင်ဝင်ပေါ်ကနေပြီးတော့ lot of branding valley တွေကိုသွားတာမို့လို့လန်ခရီးကအရန်ကိုလာပါတယ်။ ိုးအောင်မတွေ့ရတာတော့ Lotus Brandon မြို့ကလေးပါဒီဘက်တောင်ပေါ်က Vengin မြို့လေးကနေ Lotus Brandon Valley လေးကိုဆင်းသွားတဲ့ဒီယထာ track လေးကတဲ့ဆွစ်ဇာလန်နိုင်ငံရဲ့အလှဆုံးဟိုယထာ track တွေတဲ့မဟုတ်တခုအပေါင်းဝင်ဖြစ်ပါတယ်တဲ့ Lotus Brandon မြို့လေးပဲကိုယထာကြီးကကြွေပြီးတော့ဝင်လာပါပြီ ဒီမြို့လေးရဲ့ပပလေးမှာရေးတခုပေါင်း90ကျော်ရှိပါလိမ့်။ဒီနေရာကတော့တကယ့်ကို Instagram point ပါ။ဒီနေ့တော့ကျမတို့ကဒီရထားလမ်းတစ်လျှောက်ကနာမည်ကြီးရှုခင်းကိုပဲလာကြည့်တာပါ။နောက်နေ့လည်းဒီလိုလာအောင်မှမို့လို့ကျမတို့ရထားနဲ့ပဲအပေါ်ဝင်ကင်ကိုပြန်တက်ခဲ့ပါရဲ့။ ဒီ Van Gen ကနေပြီးတော့နောက်ထပ်ယူရင်းနေအရန်လှတယ်ဆိုတဲ့နာမည်ကြီးတဲ့ Manichin ဆိုတဲ့နေရာကို Cable Car နဲ့9မိနစ်လောက်ဆက်ပြီးတော့တက်ပါတယ်ကမကောင်းစွာနဲ့တိမ်တွေကလည်းအုံးမိုးတွေကလည်းရွာနေတာနဲ့အပေါ်မှာဘာမှမမြင်ခဲ့ရပါဘူးတီတီသားရဲ့ရာသီဥတုကတော့ဒီလိုပါပဲတဲ့ဘာကိုမှကြိုတင်မှန်းဆလို့မရပါဘူးတဲ့ တောင်းလို့ပေါ်တက်တဲ့အခါတဲ့လက်မှတ်ကိုကြိုတင်မဝယ်ထားဘဲနဲ့တက်မဲ့နေကြမရသည့်ဥဒုအခြေအနေကိုကြည့်ပြီးတော့ဝေစားပါလေကျမတို့ကတော့လင်းညအိတ်ခီးကြီးပဲသွားတာဆိုတော့ဘယ်သူရသည့်ဥဒုပဲဖြစ်ဖြစ်သွားကြရတာပါအခုရောက်နေတဲ့ Grindelwald ရွာကြီးကတော့ဒီ Yunfeng region တွေကကျမတို့ရောက်ခဲ့တဲ့ရွာတွေအားလုံးထဲမှာသူကတော့အကြီးဆုံးလို့ပါပဲ ကျမတို့ကတော့မြို့ရဲ့မြောက်ဖက်မှာရှိတဲ့ Grindelwald Fort ဆိုတဲ့တောင်ပေါ်ကို cable car နဲ့တက်လာခဲ့ကြပါတယ်။ရွာထဲက Grindelwald Fort Cable Car Station ကနေ Summit အထိက25မိနစ်လောက်ကြာပါတယ်။ဒီနေရာကလည်း Cloy စကားနဲ့မှာပါရာမှုလို့အမတရားဓာတ်ပုံများလေးရိုက်ခဲ့ကြပါတယ်။တိမ်ငွေနဲ့ပိတ်ပြီးဘာမှမမြင်ရတာနဲ့ Cliff Walk တောင်သွားမှကြည့်လိုက်ရတော့ပါဘူး။ တကယ်တော့ Grindelwald Force ကအကြာကြီးနေပြီးတော့ရှောက်လေရမယ် activity တွေပြည်နေတဲ့နေရာပါ restaurant ကြီးရဲ့ hiking walking trail တွေ gliding တို့ go karting တို့ playground တို့အကုန်ရှိပါတယ်ဒီ Yun from travel bus ကိုဝယ်ထားမယ်ဆိုရင်တော့ဒီနေရာတွေအကုန်လုံးကိုသွားတဲ့ရထားတွေ cable car တွေ bus တွေအကုန်လုံးကိုစီးလို့ရပါတယ် ညနေလဲတော်တော်စောင့်မိမှုလို့ပြန်ဆင်းလာခဲ့ကြပါပြီ။ဒီ region မှာတော့ Grindelwald ကနာမည်ကြီးတဲ့ ski resort တစ်ခုပါ။နွေမာလေး hiking လာတဲ့လူတွေစောင်းနေမာလေး ski လာတဲ့လူတွေ ਨੇ အမြဲတမ်းပြည်နေတတ်ပါလေတဲ့ hotel တွေအကြီးအသေးအမျိုးစုံနဲ့ဆိုင်တွေ restaurant တွေအများကြီးတွေ့ရပါတယ်တနေ့လုံးပင်မန်းသွားလို့ hotel ကိုပြန်มาပြီး နောက်ရက်တရားတော့နောက်ဗီဒီယိုတစ်ခုပေါ့နော်ခုလိုဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်